ဟယ်လိုမင်္ဂလာပါရှင်။ကျမဆွေးနွေးပေးနေတဲ့ဒီကပေါ့နော်။ကလေးတွေရဲ့သဘာဝနဲ့ကိုက်ညီတဲ့ဤလန်းနေနဲ့တင် जा ချင်းပေါ့။တင် जा ချင်းဤလန်းနေမှာကစားချင်းအကြောင်းပေါ့နော်။အဲ့ဒီမှာကျမနောက်ဆုံးပိတ်အကြောင်းအရာလေးဖြစ်တယ်ပေါ့နော်။ဒီကစားချင်းမှာ အဲဒါအတုလုတ်တန်းကစားခြင်းပေါ့နော်ဒီနည်းလေးကိုကျွန်မဆွေးနွေးပေးမှာဖြစ်ပါတယ်အဲဒါကကြတော့ဆရာဝင်ဆိုလဲဒီမှာလူနာနဲ့ပေါ့ဆရာဝင်နဲ့ဘုရားဆရာဝင်ပေါ့နော်ငကြက်ကလေးနဲ့ထောက်ပြီးတော့ဒါသူတို့ကစားတာပေါ့နော်တယောက်နဲ့တယောက်ကျွန်တော်တို့လည်းငယ်ဆရာမလုတ်တန်းနဲ့ကစားကြတယ်လေဇေယောင်နဲ့နေကစားကြတယ်ဒါရဲ့အတုလုတ်တန်းကစားတာဒီထဲမှာဆိုရင်တော့ကလေးတွေကတော့အမျိုးမျိုးကိုပဲကစားနေကြတာ အဲအယုတ်ကလေးကိုပဲသူကတော့ဆရာဝင်ပေါ့နော်အယုတ်ကလေးကလူနာပေါ့သူကစားတာလေဒါဒါမျိုးတွေကကလေးတွေကဒီလိုမျိုးအတုလုပ်တန်းကစားတာတွေသူတို့တကယ်ကိုပဲပေါ့နော်ဟိုသူတို့ဟိုပျော်ရွှင်ညရတယ်ပေါ့နော်ကစားရတာမှာဒီမှာဆိုရင်သူကိုယ်သူအာကာသရေမှုကြီးပေါ့နော်ဒါခတ်တူတွေနဲ့သူကသူဒါခေါင်းစွတ်တာကြီးခေါင်းအဆောင်ကြီးလုပ်ပြီးရောနော်ကစားတာအဲ့လိုပါပဲ အမျိုးမျိုးပေါ့နော်အဲသူကိုသူပဲဒုံမြန်ကြီးကိုတော့ချိတ်ပြီးတော့ပေါ့နော်ဒါအာကာသကိုတက်မဲ့သူလိုလိုပေါ့နော်ကလေးတွေကသူတို့ကြည့်လိုက်ရတဲ့ကာတွန်ကားတွေမြင်တွေ့လိုက်ရတဲ့အကြောင်းအရာတွေပေါ်မှာသူအတုလုပ်ပြီးတော့ကစားတတ်ကြတာကိုဒါမျိုးလေးတွေဒီလိုမျိုးနီးလန်းနေနေလဲကလေးတွေကကစားကြတယ်ဆိုတာလေးကိုဆင်းနေပြရခြင်းဖြစ်ပါတယ် အဲနောက်တင် जा နည်းတစ်ခုဖြစ်တယ်ကျမတို့ညံဖွင့်စဉ်းစားနည်းနဲ့ပေါ့နော်တင် जा ခြင်းဒါရေးကြည့်ပါတယ်ကျမတို့ရဲ့ကလေးညံရေးထမြက်လာစေဖို့အတွက်ညံဖွင့်စဉ်းစားနည်းနဲ့ကစားတင် जा မှာလည်းရေးကြည့်တယ်တင် जा ပေးကြရမယ်အဲ့လိုမျိုးညံဖွင့်စဉ်းစားနည်းတွေဟာတဲ့အချိန်တိုအတွင်းမှာပေါ့နော်အချက်များများရအောင်အချက်လက်တွေအများကြီးရလာအောင်ကလေးတွေကိုစဉ်းစားစေတဲ့နည်းဖြစ်တယ်ကလေးနဲ့လျော်ညီတဲ့ တစ်ချက်လက်တွေရရှိရမှာဖြစ်တယ်။အဲဒီလိုမျိုးရရှိအောင်ပေါ့နော်။အဲကလေးကိုမိကုံလေးတစ်ခုမေးလိုက်တယ်။ကလေးဖြေနိုင်မဲ့မိကုံမျိုးတော့ဖြေရမှာ။အော်ပတ်ဝန်းကျင်မှာရှိတယ်။အပင်တိတဲ့အပင်တွေကိုပြောပြပါပေါ့။ပတ်ဝန်းကျင်မှာဘလူးပင်မျိုးတွေရှိမှာတော့ပေါ့။အဲဒါဆိုလို့ရှိရင်တို့ကမလို့ရမလို့ဆိုရင်သူ့ပတ်ဝန်းကျင်မှာရှိတဲ့အပင်တွေကိုလည်းစဉ်းစားရပြီ။ရှေးလူကပြောထားတဲ့အပင်တွေ ဟိုတရားနဲ့တရားမထက်အောင်ပြောရမှာဟုတ်အဲ့တော့ကြတော့ရှေ့လူကပြောအပင်နေကြွတာကြီးတရက်ပင်ကိုပြောသွားပြီဆိုကိုကတရက်ပင်ပြန်ပြောလို့မရဘူးနောက်တစ်ပင်ကိုထက်ပြီးတော့စဉ်းစားပြီးဈီးပင်ပေါ့ဟုတ်တယောက်ကတရက်ပင်နဲ့ဈီးပင်ကိုပြောသွားပြီဆိုရင် နောက်အပင်တစ်မျိုးကြောင်းကိုသူကစဉ်းစားရပြီပေါ့နော်စသည်ဖြင့်ပေါ့နော် ကလေးတွေကိုပေါ့နော်ညံဖွင့်ကစားနီးနဲ့ပေါ့နော်တင် जा ပေးလို့ရတယ်မိတဲ့မိကွန်းကတော့ကလေးဖြေနိုင်မယ်မိကွန်းမျိုးဖြေရမယ် အဲ့လိုမျိုးဆောင်ရွက်ခြင်းအားအချိန်တူတူအတွင်းမှာအချက်လက်တွေအများကြီးရရှိတယ်။တယောက်ပြောသွားတဲ့အချက်ကိုနောက်တယောက်ကထပ်မပြောရဘူးမထပ်အောင်ပြောရမယ်ပေါ့။အဲ့တော့ကြတော့ဘလို့ဖြစ်လာမလို့ဆိုရင်ကလေးရဲ့အတွေ့အကြုံမှာအဲသူ့ရဲ့ဒီအာယုံစူးစိုက်မှုဆိုရင်ညံ့ရပါကောင်းလာမှာ။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကိုမေးခွန်းမေးလိုက်ပြီးရှေ့လူဖြေသွားတော့လည်းသူနားထောင်ရမယ်။ အဲနားထောင်ရမယ်အဲနားထောင်ရမယ်ပြီးတော့နောက်တစ်ခါသူပြေဖို့လက်ရောက်လာလို့ရှိရင်လည်းရှေးတူတဲ့ရှေးရသူတွေနဲ့မတူတဲ့အကြောင်းအရာကိုအဲပြောရမှာဖြစ်တဲ့အတွက်ပေါ့နော် သူတရားညံပို့ပို့ပြီးတော့ပွင့်လန်းစီရေပေါ့နော်အဲ့တော့ကြတော့ဟိုမိမိကဖြေမယ်လို့ဥမာပဲကျမကအဲကျမတည်ရဲ့ကျမပတ်ဝန်းကျင်မှာရှိရဲ့ပတ်ဝန်းကျင်မှာရှိရဲ့အပင်လေးတွေပြောမယ်ဆိုရင်ကျမပတ်ဝန်းကျင်မှာရှိရဲ့အပင်ပေါ့နော်ကျမဩဇာပင်ကိုခေါင်းစိတ်ထဲမှာပြောမယ်ပေါ့မိကျမအလှရရင်ပေါ့မယ်ပြင်တာဒါပေမဲ့ရှိရတယောက်ကကျမဩဇာပင်ဆိုတာကိုပြောသွားပြီဆိုရင်ကျမနောက်တဲ့ပင်ပေါ့ ပြောပြောင်းပြီးတော့ပြောနိုင်ဖို့အတွက်ရှေ့ရလူနဲ့မထအောင် ပြောဖို့ဟာစဉ်းစားရပြီဒီလိုမျိုးစဉ်းစားစီခြင်းကကျမတို့ကလေးတွေကိုညံကိုပွင့်လန်းစေတယ်ညံဖွင့်ကစားနည်းတွေလည်းဖြစ်တယ်ပေါ့နော်ဒီလိုမျိုးလေးတွေဆောင်ရွက်ပေးစီရမယ်ဟဲ့ဒါအချင်းတို့တို့လေးတွေမှာ အချက်လက်တွေအများကြီးကိုမှတ်မိစားမှတ်မိစေတဲ့နည်းလမ်းလေးလည်းဖြစ်ပါတယ်ရှင်နောက်ပြီးတော့ အဲ့လိုလှုပ်ဆောင်ကြီးရတဲ့တခြားသူတွေပြောသွားတာကိုတတိကျကျနားထောင်နေရတာဖြစ်တဲ့အတွက်အာယုံစူးစိုက်မှုအားကောင်းစေတယ်တဲ့အာယုံစူးစိုက်မှုအားကောင်းစေတယ်အားဆိုရင်ဒီညံဖွင့်ကစားနည်းမှာဆိုရင်ဒီလိုမျိုးနည်းလမ်းကိုတုံညာဖြင့်အချက်လက်တွေကိုအချိန်တို့အတွင်းမှာအချက်လက်အများကြီးကိုမှတ်မိစေတယ်နောက်တကတကြွစွာနားထောင်နိုင်တဲ့စွမ်းရည်လေးရရှိစေမယ်အာယုံစူးစိုက်မှု အားကောင်းစေမယ်ပေါ့နော်ဒါအကျိုးကျေးဇူးတွေပါအဲနောက်ပြီးတော့မိမိစဉ်းစားထားတဲ့အချက်ကိုတခြားသူကပြောလိုက်လို့ရှိချက်ချင်းပေါ့အချက်အစ်စ်ကိုပြန်စဉ်းစားရတဲ့အတွက်လေဖြတ်ထုံးညာကိုလည်းကောင်းစေတယ်တဲ့ဒီလိုမျိုးညံပွင့်ကစားနေရဒါဆိုရင်ဒီလိုမျိုးကစားနေရညံပွင့်နဲ့ညံပွင့်ကစားနေရအချက်လက်တွေကိုလည်းချိန်တိုတွင်းမှလည်းမှတ်မိစေတယ်နောက်တစ်ခါတက်ကြွစွာနားထောင်တတ်တဲ့အလေးထားလေးလေးရရှိလာစေမယ် အာယုံစူးစိုက်မှုအားတွေလည်းကောင်းလာစေမယ်ဖြတ်ထိုးဉဏ်လည်းကောင်းလာစေမှာလည်းဖြစ်ပါတယ်ရှင်ဒီဉဏ်ပွင့်ကစားနည်းလေးနဲ့လေ့ကျင့်ပေးစေခြင်းဟာအကျိုးကြီးအများကြီးရရှိလာစေတာဖြစ်ပါတယ်ရှင်အဲ့ဒီမှာဆိုရင်ခုနကလိုမျိုးခုနကကျွန်မဆွေးနွေးထားတယ်လို့ပေါ့နော်အဲပတ်ဝန်းကျင်မှာရှိတဲ့အပင်မျိုးမျိုးကိုပြောပါပေါ့ဆိုရင်အပင်တွေကိုပြောရမယ်တိရစ္ဆာန်မျိုးမျိုးဆိုလည်းအဲ့လိုပဲလေအဲပတ်ဝန်းကျင်မှာရှိတဲ့တိရစ္ဆာန်တွေကိုပြောပြပါဆိုလို့ရှိရင်လည်းရှေ့လူက လိမ့်ဆန်တစ်မျိုးအကြောင်းပြောသွားပြီဆိုရင် ကိုယ်လည်းရောက်လို့ရှိရင်ကိုကသူနဲ့တူတာပြောလို့မရဘူးအစ်စ်ပြောပြောနိုင်မှုအတွက်အဲစဉ်းစားရမယ်ဒီလိုစဉ်းစားစီခြင်းဟာဖြတ်ထိုးဉာဏ်ကိုပို့ပြီးတော့အားကောင်းစေရဲ့ဒါကြောင့်ကျွန်တော်တို့ဉာဏ်ဖွင့်ကစားနည်းဟာကလေးတွေအတွက်ဒီလိုမျိုးပေါ့နော်အဲတင် जा နည်းတွေထဲမှာတကယ်ကို ကောင်းမွန်တဲ့တင် जा နည်းလေးတစ်ခုလည်းဖြစ်ပါတယ်ရှင်ဒါကြောင့်ねကျမတို့ကလေးများအဲ့လိုမျိုးတင် जा တဲ့အခါမှာလေတဲ့ ဟိုကလေးတွေတိရှိထားနိုင်ပွဲဖြစ်တဲ့အကြောင်းအရာပေါ့နော်သူတို့တွေစိတ်ကူးနိုင်တဲ့အကြောင်းအရာတော့ဖြစ်ဖို့လေလိုပါတယ်တဲ့ဟိုကျွန်တော်တို့ရဲ့ကလေးရှေ့မှာကျွန်တော်အများကြီးဆွေးနွေးခဲ့ပူတယ်ဒီလိုမျိုးမိကုန်းနေမိတဲ့အခါမှာမိကုန်းကခက်လွန်းချင်းလွယ်လွန်းချင်းမဖြစ်ရဘူးအဲကလေးမဖြစ်နိုင်တဲ့မိကုန်းမျိုးမဖြစ်ရဘူးပေါ့နော်ဒါမှလည်းသူတို့တွေကဟိုဖြစ်ချင်းစိတ်တွေဖြစ်လာမယ်အစင်းစားစင်ခြင်းတဲ့စိတ်တွေဖြစ်လာမယ်ဒါဆိုလို့ရှိရင်ဒီညံပွင့်ကစားနည်းလေးကိုအသုံးချင်းအဖြစ်အဲအချိန်တိုတွေမှာအချက်လက် ဒီအများကြီးကိုရရှိလာစီမယ်အဲအဲ့လိုမျိုးရရှိလာစီသလိုပဲသူတို့တွေကတက်ကြွစွာနားထောင်နိုင်မယ်အဲအာယုံစူးစိုက်မှုတွေအကောက်လာမယ်နောက်တကဖြတ်ထိုးဉာဏ်တွေအကောက်လာမယ်နောက်တကအကြောင်းအရာတွေမှာစိတ်ကူးစိတ်တန်းတွေဟေရဲ့စိတ်ကူးစိတ်တန်းခေါင်းတွေကိုရရှိလာစီမှာလည်းဖြစ်ပါရဲ့ရှင်အဲ့ဒါကြတော့ကျမတို့ဉာဏ်ဖွင့်ကစားနည်းပါနောက်တနည်းအားကြတော့ကျမတို့ပူပေါင်းပါဝင်တည်ယူနည်းပေါ့နော်ဒီပူပေါင်းပါဝင်တည်ယူနည်းရလဲ အာကလေးတွေတင်ကြရတဲ့အခါမှာသူတို့တွေ collaboration တွေ cooperation ဘိုင်းတွေပေါ့နော်ဖွံ့ဖြိုးလာအောင်လေ့ကျင့်ပေးကြရမယ်အဲဒါဆိုရင်ပူပေါင်းပါဝင်တင်ယူပြီးဆိုကြရတယောက်တည်းဆောင်ရွက်ရတဲ့လုပ်ငန်းတွေမဟုတ်တော့ဘူးအုပ်စုလိုက်ဆောင်ရွက်တဲ့နှစ်ယောက်တည်းဆောင်ရွက်ရမယ်လုပ်ငန်းတွေဒီလိုမျိုးလုပ်ငန်းတွေဖြစ်သွားပြီကလေးတွေကိုအုပ်စုလိုက်လှူဆောင်စီခြင်းတွေဟေးပေါ့နော်ဒါဆောင်ရွက်စီရမယ်အဲ့လိုဆောင်ရွက်တဲ့အခါမှာလည်း ဒီမှာဥပမာအနေနဲ့ပေါ့နော်အုပ်စုလိုက်ပကြီးတွေစေးချင်မယ်ဥပမာပကြီးဆွဲဖို့ပုံအကြီးတစ်ခုကိုတို့ကိုပေးလိုက်မယ်ဒီတစ်ဖက်ချမ်းကတော့တယောက်ကဆွဲမယ်တစ်ဖက်နောက်တစ်ချမ်းကိုနောက်တစ်ယောက်ကဆွဲမယ်ပေါ့နော်ဒါဆိုရင်တို့တွေကဒီမှာပကြီးဆွဲပြီဆိုကြရအောင်အယောင်တွေကိုညှိရပြီပေါ့နော်ဒီဘက်မှာအဝါရောင်ထည့်မယ်ဆိုရင်ဒီနေရာလေးမှာကြာရောအဝါရောင်လေးထည့်ရမှာလားဒီနေရာလေးမှာဆေးရောင်လေးဒီတစ်ချမ်းမှာဆေးရောင်ထည့်တိုင်း တခြားပဲတခြားမှာလည်းအစင်းရောင်လေးထဲမှာပိုကောင်းပါပဲ။ဟာမျိုးလေးတွေတယောက်နဲ့တယောက်ပြောဆိုဆက်ဆံအဲပြောဆိုစကားတွေပြောရမယ်။အဲလက်တရားလည်းအလိုလိုရမယ်။အဲဒါမျိုးတွေဟာဒီလိုစေးရောင်ဂျုံစေးရောင်စုံပကြီးတွေရေးဆွဲခိုင်းခြင်းရာလည်းပဲအဲ collaboration ဆိုတဲ့ဆွဲရည်ပေါ့နော်။ပူပေါင်းပါဝင်တင်ယူနည်းဆိုတဲ့ဆွဲရည်တွေကိုပြင်ပြလာစေတယ်။ဒါကြောင့်အုပ်စုလိုက်ပကြီးစီ ပကြီးစေးချေခြင်းနေပေါ့နော်ဒါမျိုးလေးတွေကိုလုတ်ခိုင်းရမယ်နောက်တကအုပ်စုလိုက်အယုတ်ကလေးတွေပြုလုပ်မယ်ဥမာအယုတ်ကလေးဘယ်ယုတ်တွေပြုလုပ်ရမယ်လို့ဆရာပြောထားလိုက်ပြီဆိုရင်တယောက်ကပေါ့နော်ကျမတို့စင်ယုတ်ကလေးကိုလုတ်ရင်တယောက်ကနွားယုတ်ကလေးကိုလုတ်မယ်နောက်တယောက်ကကြတော့ငှက်ယုတ်ကလေးကိုလုတ်မယ်ပေါ့ဒါမျိုးလေးတွေနေပေါ့နော်တယောက်နဲ့တယောက်ညှိနှိုင်းပြီးတော့မှအဲပူပေါင်းပါဝင်လှူဆောင်ကြရမှာလည်းဖြစ်တယ်အဲ့လိုမျိုးလှူဆောင်မှုတွေ ခွင့်လန်းပေးရမယ်ဖန်တီးပေးရမယ်လုံဆောင်မှုအတွက်သူတို့ကိုတည်ယူမှုခွင့်လန်းနေများများပေးရမှာလည်းဖြစ်တယ်နောက်တစ်ခုအိုးစုလိုက်အားကစားပြိုင်ပွဲတွေမှာပါဝင်ဆောင်ရွက်ခြင်းနေကျမတို့ဂိမ်းတွေကစားပေးလို့ရတဲ့အိုးစုလိုက်လေအိုးစုလိုက်ဂိမ်းတွေကစားရင်ကလီတာပြောတာသူတို့တွေအဲဒါပေါ့ဒါမျိုးပေါ့ဒါမျိုးတွေပေါ့နော်အဲ့လိုမျိုးအိုးစုလိုက်အားကစားပြိုင်ပွဲတွေမှာပါဝင်ပေးရမယ်အဲနောက်တစ်ခုကကြတော့နောက်ပြီးတော့ကျမတို့တွေထုတ်စီတိုးပွဲတွေလို့ နောက်တခါကျမတို့ဒီမှာဆိုလွန်ဆွဲပွဲတွေလို့အဲနောက်တခါကျိုးခုံတာတွေလို့ပေါ့နော်နောက်တခါအပြေးပြိုင်ပွဲတွေလို့ပေါ့ဒါမျိုးတွေကအုပ်စုလိုက် အကစားပြိုင်ပွဲတွေမှာပါဝင်ဆောင်ရွက်ရခြင်းကကျမအလံကင်တာလေအလံကိုလက်စင်ကန်တည်သွားတာဒါအုပ်စုလိုက်ပေါင်စုပေါင်းညီညာမှုဟာလည်းအရေးပါတယ်လင်းမြန်တက်လဲမှုဟာရေးပါတယ်လို့ပဲတယောက်နဲ့တယောက်ဟန်ချက်ညီတယ်အဲတယောက်နဲ့တယောက်အပေးယူမျှတယ်ပူပေါင်းပါဝင်လှုပ်ဆောင်တတ်တယ်ဆိုတဲ့ဒါ တို့ရဲ့စွမ်းရည်တွေပေါ့နော်ဖွံ့ဖြိုးလာစေတာလည်းဖြစ်ပါတယ်။ဒါကြောင့်ねကျမတို့ကလေးတယောက်ဟာတဲ့ကလေးတယောက်တည်ထားတာကိုအုပ်စုတွင်မှာဝေမျှလေ့လာတယ်။ခုနကကျမတို့စေးရောင်စုံတွေခြေတယ်ဆိုတယောက်နဲ့တယောက်ဝေမျှလေ့လာပြီးတော့မှဒီလိုမျိုးရောင်စုံခြေရတာကိုဒါမျိုးတွေစွမ်းရည်တွေတိုးတက်လာမယ်။တင်ယူခြင်းတွေအသည့်တွေတိုးပွားလာစေမယ်။ကလေးချင်းချင်းလဲယင်းနှီးစေမယ်ဒါဆိုရင် ကလေးချင်းချင်းယင်းနှီးရယ်ဆိုရင်ရံပြစ်တာတွေ အဲမခိုင်ရန်ဒေါ်လာဖြစ်တာရင်ညွန်နေသွားမယ်ပေါ့နော်ရင်းနှီးစီမယ်ပူပေါင်းပါဝင် လုံဆောင်ခြင်းကြောင့်လုပ်ငန်းတစ်ခုကိုမြင်းမြန်းဆန်းဆန်းအဲအောင်မြင်အောင်ပြီးမြောက်စေတာကိုငယ်စဉ်ကလေးကနားလေသဘောပေါက်သွားမယ်တဦးတယောက်တည်းအလုပ်တစ်ခုကိုဆောင်ရွက်နေတာတဲ့အများနဲ့စူပေါင်းကြီးလုံဆောင်လိုက်တဲ့အခါမှာပို့ပြီးတော့မြင်းမြန်းဆန်းဆန်းနဲ့အောင်အောင်မြင်မြင်ပြီးမြောက်စေနိုင်တယ်ဆိုတာလေးကိုငယ်စဉ်ကလေးကသဘောပေါက်မယ်အဲ့လိုမျိုးသဘောပေါက်အောင်ကျမတို့ ်အုတ်ထင်းသူတွေလူကြီးမိဘတွေဆရာသမားတွေကကလေးတွေကိုလေ့ကျင့်ပေးသွားကြရမှာလည်းဖြစ်တယ်။အဲ့တော့ဒီပူအောင်ပါဝင်တင်ယူနည်းဟာငယ်စဉ်ဘဝကလေးကကျွန်တော်တို့ဒီကလေးလေးကို ECCG ပညာရေးကိုအခြေခံကလေးအားကိုပဲလေ့ကျင့်ပေးခဲ့ကြရမှာဖြစ်တယ်။အဲ့လိုလေ့ကျင့်ပေးခဲ့လို့ရှိရင်သူကြီးလာတဲ့အခါမှာရွယ်ရောက်လာတဲ့အခါမှာလည်းပဲအများနဲ့ညီညီညွညွနေထိုင်နိုင်မယ်ဟိုတရားလိုက်လာရမယ်စီကံနေစောင့်ထိုင်ရမယ်ကျင့်ဝတ်တွေကို စောင့်ထင်းတတ်တဲ့အလေးထားလေးတွေရရှိလာစေမယ်ပေါ့နော်။အဲနောက်တစ်ခါတို့တွေဟာဒီလိုမျိုးသင်ယူရင်းနဲ့ဒီလိုမျိုး gain တွေကိုကစားရင်းနဲ့အသိပညာတွေတိုးပွားလာမယ်။ဒီချင်းချင်းရင်းနှီးလာစေမယ်။ပူပေါင်းလှုပ်ဆောင်ခြင်းဟာတို့ရေလှုပ်ဆောင်တဲ့လုပ်ငန်းတွေတိုင်းမှာမြ мян ဆန်ဆန်နဲ့အောင်အောင်မြင်မြင်ပြီးမြောက်စေနိုင်တဲ့ဒါမျိုးတွေကိုပေါ့နော်ကျမတို့ကလေးကိုငယ်စဉ်ကလေးကနားလဲသဘောပေါက်နေကျင်ပေးကြရမယ်။ဒါဆိုရင် ကျမကနေ့ဆွေးနွေးခဲ့တာမှာဆိုရင်ညံဖွင့်ကစားနည်းကိုလေ ယ်ကျမအတူလုတ်တန်းကစားနီးပေါ့နော်ဆွေးနွေးခဲ့တယ်ကလေးတွေကဒီလိုမျိုးအတူလုတ်တန်းကစားကြတယ်ဟန်ဆောင်ကစားကြတယ်အတူလုတ်ပြီးတော့ကစားကြတယ်သူတို့ကိုသူတို့ပေါ့နော်အဲအာဂတရေမှုကြီးလုတ်တန်းကစားလိုက်အဲဒါမှမဟုတ်ရှင်သူတို့ကိုသူတို့မိသက်သမားကြီးပေါ့အဲဒါမျိုးကစားကြတယ်အဲဆရာမပေါ့အဲဒါမျိုးတွေပေါ့နော်ကစားကြတယ်အမျိုးမျိုးကစားကြရင်အင်ဂျင်နီယာကြီးတွေလောက်ကြတယ်ဆရာဝန်ကြီးတွေလောက်ကြတယ်ပေါ့နော်ဒီလိုမျိုးအတုလောက်တန်းနေလဲသူတို့ကစားကြတယ်လို့ပဲအ ရန်ပွင့်ကစားနည်းရလည်းကလေးတွေအတွက်ပိုကောင်းတယ်။ဖန်တီးနိုင်တဲ့ဆွဲရည်တွေဖွံ့ဖြိုးလာစေတယ်။သူတို့ရဲ့ဖြတ်ထိုးဉဏ်တွေကွန်မြူလာစေတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့ကလေးတွေကိုဒီကပေါ့နော်။ဟိုညံပွင့်ကစားနည်းတွေနဲ့လည်း ကလေးတွေကိုတင်ကြားပေးရမယ်။အဲ့လိုပဲပူပေါင်းပါဝင်အဲလှုပ်ဆောင်တဲ့လုပ်ငန်းပေးလေးတွေကိုလည်းဆောင်ရွက်စေရမယ်။ဒါဆိုရင်ချင်းချင်းပူပေါင်းပါဝင်ပြီးတော့လုပ်ငန်းတစ်ခုကိုအောင်မြင်မြင်နဲ့မြဲမြဲဆန်ဆန်နဲ့အဲပြင်းပြောက်စေနိုင်တဲ့ဆိုတဲ့အတိလေးတွေကိုခုလိုမျိုးပေါ့နော်။ငယ်စဉ်ကလေးကလေ့ကျင့်ပြိုးထောင်ပေးသွားကြရမယ်ဆိုတဲ့အကြောင်းလေးကိုကျွန်မအနေနဲ့ဆွေးနွေးပေးရင်းနဲ့ကျွန်မရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုဒီကုန်းချုပ်ခွင့်ပြုပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။